လလမှုဆိုတာပါလေလလမှုကိုဘယ်လိုသုံးကြလဲပေါ့နော်မလေးရှားနိုင်ငံမှာနေတဲ့လူတွေတော်တော်များများတချို့လလမှုကိုမသုံးတတ်တဲ့လူတွေရှိသလိုသုံးတတ်တဲ့လူတွေရှိတယ်လလမှုဆိုတဲ့ application ကတကယ်တော့ Grab လို့ပဲဒါပေမဲ့ Grab ကသူကလူတင်တယ်ပေါ့နော်လူတင်တယ်စားတော့မှလို့ရတယ်လလမှုကြတော့ကုန်ပစ္စည်းတက်တက်ဒီတန်ပို့ဆောင်ဖို့အတွက်ပဲသူတို့ထားပေးတာဆိုတော့ကိုကတနေရနေ့တနေရပစ္စည်းပို့ခြင်းနဲ့ဆိုလို့ရှိရင်လလမှုကိုအသုံးပြုလို့ရတယ်ကိုနဲ့တီးတဲ့လူတွေကိုအစားအသောက်ပို့တာပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုပို့တာပဲဖြစ်လလမှုကို ငှားပြီးတော့ပစ္စည်းပို့လို့ရတယ်ပေါ့နော်ဆိုတော့လာလာမှု application ကို download ဆွဲပြီးသွားပြီးဘလို့ငှားလဲဆိုတာမသိရတဲ့လူတွေအတွက်ဆိုတော့လာလာမှု application booking လုပ်နည်းလေးကိုပြပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ do do ဒီ video လေးလိုက်ကြည့်လိုက်မယ်နော် okay ပထမအဆုံးကျွန်တော်ဒီလာလာမှုဆိုတဲ့ application လေးကို download ဆွဲပြီးသွားလို့ရှိရင်အဲ application လေးကိုဖွင့်ရမယ်အခုကျွန်တော်မျှပြထားတဲ့နေရာမှာကျွန်တော်လိပ်စာထည့်ပြီးသားဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်တဲ့လိပ်စာကိုထည့်ဖို့အတွက်အဲနေရာလေးကိုနှိပ်မယ်ပြီးရင်ဒါမျိုးပေါ်လာရင် ကိုလိပ်စာပို့မဲ့လူရဲ့လိပ်စာထည့်မယ်ပေါ့နော်လိပ်စာကိုအတီးကြထည့်စရာလိုတယ်ဆိုတော့ကျွန်တော်ကတော့ဒီចောင်းနံပါတ်တစ်ခုထည့်ပြမယ်ပေါ့နော်စာတင်ចောင်းနံပါတ်တစ်ခုကိုကျွန်တော်ထည့်ပြလိုက်တယ်ဆိုတော့သူရဲ့လိပ်စာကုမ္ပဏီဆိုလဲကုမ္ပဏီနံပါတ်ကိုထည့်လိုက်အရင်ဆုံးထည့်လိုက်တဲ့အချိန်သူကသူပေါ်လာလိမ့်မယ်အောက်မှာလမ်းနေ နံပါတ်တွေမှန်လားမှန်လားသိချာစစ်မယ်မှန်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုနှိပ်ပြီးသွားလို့ရှိရင်ဒီမှာ floor number ဆိုလို့ရှိရင် ground floor လို့ဆို ground ground floor ပေါ့နော်ပြီးရင်ဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ကတော့ကိုပို့ချင်တဲ့လူရဲ့ဖုန်းနံပါတ်ကိုထည့်ရမယ်ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုအောက်မှာ content name ဆိုတာတစ်ခုရှိတယ်ပေါ့နော်အဲ့ content name ဆိုတဲ့နေရာမှာလဲကိုပို့မဲ့လူရဲ့နာမည်ကိုထည့်ရမယ်။ဥပမာပြ short form ဆိုလည်းရတယ်ဗျာ။ဥပမာပြအမောင်အေးဆိုလို့ရှိရင်အမောင်ပဲဖြစ်ဖြစ်အေးပဲဖြစ်ဖြစ်အဲဒါကို AA ပဲဖြစ်ဖြစ်အဲ့လိုမျိုး short form ထည့်လို့ရတယ်။ကြိုက်တဲ့ ် short form ပုံစံမျိုးထည့်လို့ရတယ်ဖုန်းနံပါတ်ကတော့လုံးဝမှားလို့မရဘူးဘာလို့လဲဆိုတော့ तू ပစ္စည်းရောက်ပြီဆိုတာနဲ့တစ်ဖက်လူကို तू ဖုန်းနံပါတ်နဲ့ခေါ်ပြီးတော့ဖုန်းဖုန်းနံပါတ်ကနေပြီးတော့ခေါ်ပြီးတော့ဆက်သွယ်ပြီးတော့အင်းရှိရောက်တာနဲ့ဖုန်းခေါ်ပြီးတော့ तू ပေးမှာပေါ့နော်အဲအကြောင်းလို့ तू ဖုန်းနံပါတ်မှန်မှရမယ်ဖုန်းနံပါတ်မမှန်လို့မရဘူးနောက်ပြီးတော့ဖုန်းနံပါတ်ဥစားလူရဲ့လိပ်စာလည်းမှန်မှရမယ်ဆိုတော့ပြီးလိုက်ဆိုလို့ရှိရင်ကိုကဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်အဲ့နှစ်ခုကိုပြန်ကြည့်မယ်အပေါ်ကဟာကကိုပိုးမဲ့ကိုရဲ့လိပ်စာအောက်ကကိုပိုးမဲ့လူရဲ့လိပ်စာပေါ့နော်ပြီးလိုက်ဆိုလို့ရှိရင်အဲ့မှာ မော်တော်ဆိုင်ကယ်ကိုငှားမှလားဆိုင်ကယ်ဆိုလို့ရှိရင်ဈေးရတမျိုးပေါ့နော်ကိုပို့မဲ့ပစ္စည်းကကြီးရဆိုရင်ကားပဲဖြစ်ဖြစ်နောက်ပြီးတော့ဗန်ကားအိမ်ပြောင်းရွှေ့တဲ့လူတွေအတွက်ဆိုရင်တော့ဗန်ကားတွေခုနှစ်ပေရှိတဲ့ဗန်ကားတွေငှားလို့ရတယ်နောက်ပြီးတော့ဆိုင်းဘုတ်တွေပိုင်းအကြီးတွေတင်မဲ့လူတွေဆိုကိုးပေးဆဲပေးအဲ့လိုမျိုးကားအကြီးသေးပေါ်မူတည်ပြီးတော့သူကပတ်စံကွာတယ်ပေါ့နော်ဆိုတော့ကိုကတော့ဆိုင်ကယ်နဲ့ပဲငှားမှဆိုတော့ပစ္စည်းသေးသေးလေးဆိုဆိုင်ကယ်နဲ့ပဲစားစရာပဲဖြစ်ဖြစ်ဟိုလက်ဆောင်ပစ္စည်းပဲဖြစ်ဖြစ်အဲ့လိုဟာလေးတွေငှားမှဆိုရင်တော့ဆိုင်ကယ်နဲ့ငှားပေးလို့ရတယ်ဆိုင်ကယ်နဲ့ငှားပေးပြီးတော့ဆိုင်ကယ်နဲ့ငှားပေးပြီးသားလို့ရှိရင် အဲအိုက်ဆိုင်ကေကိုဘုတ်ကင်နှိပ်လိုက်နှိပ်ပြီးသားလို့ရှိရင်အဲမှာ set at set at delivery time ဆိုတာရှိရနော် set at delivery time မှာအိုက် set at delivery time ကိုနှိပ်လိုက်လို့ရှိရင်သူကအဲမှာကူငှားမဲ့အချိန်ပေါ်လာလိမ့်မယ်အိုက်ပေါ်လာတဲ့အချိန်ကို skip နှိပ်လိုက်အောင်မယ် skip နှိပ်ပြီးသွားလို့ရှိရင်သူကအဲမှာလာလောက်မှုသူစပြီးတော့ရှာပြီ rider ကိုရှာပြီးပေါ့နော် rider ဆိုတာဒီမှာသူစပေါ်နေတယ်ကူပို့မဲ့လူရဲ့လိပ်စာရဲ့ဖုန်းနံပါတ် ကိုပို့မဲ့လူရဲ့ content name ပေါ်မယ်ပြီးလို့ရှိရင်အဲ့မှာ cash ကိုတစ်ချက်ကြည့်လို့လည်းရတယ် cash ကကိုကပေးမှလား तू ကပေးမှလားပေါ့နော်တကယ်လို့လက်ခံတဲ့လူကပေးမယ်ဆိုလို့ရှိရင်တော့ receiver ပေးပေါ့နော်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကပေးမယ်ဆိုလို့ရှိရင်တော့ sender ပေးဆိုပြီးတော့နှစ်ခုပေါ်လိုက်မယ်အာကျွန်တော်အခုနမူနာနှိပ်ပြန်ပေါ့နော်အလုံးမတူတယ်26ကျက်ကြာတယ်ဒီမှာ cash ပေးမှကျွန်တော်က sender ပေးမှအမှတ်ကလေးနှိပ်ထားတယ်အဲ့တော့ကျွန်တော်ပဲပေးရမယ်ဒီက send တဲ့လူပေးရမယ်ပေါ့နော်တကယ်လို့ receiver ပေးဆိုလည်းရတယ် receiver ပေးကိုနှိပ်လိုက်ဟိုကလက်ခံတဲ့လူ လက်ခံတဲ့လူကိုပေးရမယ်ဆိုတော့အဲ့ဒါကြီးအားလုံးမှတ်ပြီဆိုလို့ရှိရင် place order စပြီးတော့နှိပ်ပြီ place order နှိပ်ပြီဆိုတာနဲ့သူကတန်းပြီးတော့ order စပြီးတော့သူရှာတော့မှာပေါ့နော် order စပြီးရှာပြီဆိုလို့ရှိရင်အိုင်ဆိုင်ငယ်သမားကိုကိုပောင်ဝင်ချင်းအနီးနားမှာရှိတဲ့ဆိုင်ငယ်သမားကိုသူစပြီးတော့ရှာပြီအဲ့ဒါဆိုလို့ရှိရင်တော့အမ loading လည်နေမယ်အဲ့လိုရှာနေပြီပေါ့နော်ဒီပောင်ဝင်ချင်းမှာရှိတဲ့ဆိုင်ငယ်သမားကိုသူစပြီးတော့ရှာနေပြီဖြစ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကို ဥစ္စာဖြစ်တာအောင်မြင်တယ်ပေါ့နော်တကယ်လို့အမြင်လိုချင်တယ်ဆိုလို့ရှိရင် priority fit ထပ်ပြီးတော့ပေးလို့ရတယ်တစ်ချက်30ပေးမလားနှစ်ချက်60ပေးမလားထပ်ပြီးတော့အမြင်ထပ်ပေးလို့ရတယ်အမြင်ကြီးနဲ့ထပ်ပြီးမယ်ဆိုလို့ရှိရင်ကိုနေက26ချက်ဆိုရင်28ချက်ဖြစ်မယ်28ချက်မှာပြ30ဖြစ်မယ်အဲ့လိုမျိုးသူကဈေးနှုန်းတိုးတိုးပြီးတော့ပေးလို့ရတယ်ပေးပြီးတော့အမြင်သူရှာပြီးတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်ရဲ့ဒီဟာအခု သူ rider ပေါ့နော် rider ကို share နေပြီ rider sign ခင်သမားကိုသူ share နေပြီဆိုတော့အားလုံးပေါင်းကျွန်တော်တစ်ချက်30ပြလိုက်တဲ့အတွက်26ချက်ကိုင်း28ချက်ပြ30ဖြစ်သွားတယ်ဆိုတော့အခု rider ကိုသူမိပြီဆိုတော့ねအဲ့ rider ရဲ့ contact number တွေဘာတွေပေါ်လာလိမ့်မယ်အဲ့လိုပေါ်လာလို့ရှိရင်အဲ့ rider ကတန်းပြီးတော့ကိုယ့်စီကိုဖုန်းခေါ်มาဖြစ်ပါတယ်ဆိုတော့အခုကတော့သူ share နေတာဖြစ်တဲ့အတွက် ခဏဆောင်ပေးရမယ်။ဘလို့အချိန်မျိုးနေမှာ rider တွေမရှိဘူးဆိုတော့မနက်ပိုင်းအလုတ်သွားအလုတ်ပြန်အချိန်တွေမှာ rider တွေရှားတယ်ညနေပိုင်းအလုတ်ဆင်းတဲ့အချိန်မှာ rider တွေနေတယ်။တကယ်လို့ကလာလာမှုပူတယ်ဆိုရင်နေကြီးမှာပူတာအဆင်ပြေတယ်။ဆိုတော့ဒီ rider က73မိနစ်နေလို့ရှိရင်ကျွန်တော်စီကိုရောက်လာလိမ့်မယ်။ဒါသူ့ရဲ့အချက်လက်တွေပေါ့နော်။ပြီးတော့ဒါကျွန်တော်ဒီဟာကို cover လုပ်ထားတယ်။ဆိုတော့အပေါ်မှာ73မိနစ်နေလို့ရှိရင်ကိုစီကိုသူရောက်လာလိမ့်မယ်။73မိနစ်မရောက်ခင်မှာ rider ကကိုစီကိုဖုန်းဆက်လိမ့်မယ်။လာလာမှု on the way လာနေပါပြီနော်။သူအဲ့လိုပြောလို့ရှိရင်ဟုတ်ကဲ့ကျွန်တော်စောင့်နေပါတယ်ပေါ့နော်။ကျွန်တော်ကိုယ်မလေးလို့ပြန်ပြောပြရမယ်။အဲ့လိုပြောပြလို့ရှိရင် ပြူလာပြီတချို့ rider တွေကအဲ့လိုပုံဆက်ပြီးအကြောင်းကြားပြီးတော့ဗောနော်အဲ့ဒါဆိုရင်ကိုပို့ခြင်းတဲ့ပစ္စည်းကိုစားပြီးတော့ပို့လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်